မင်္ဂလာပါသားတို့သမီးတို့ရေပန်တီစတဲ့အတိစတဲ့ game ပေါ့နော်အတိစတဲ့ game part 3ကပြန်လဲကြိုးစားပါတယ်ခင်ဗျာကဲအဲ့တော့ဗာလေးတွေရှိလဲဗာလေးတွေပြီးသွားပြီတော့ကြည့်ရအောင်နော်ဟိုရှေ့အပိုင်းမှာဒီလိုနှိပ်လိုက်ရဲ့ mouse လေးကိုဒီလိုတင်လိုက်လို့ရှိရင်အဲ့ဒီအယောင်လေးက play ဆိုတဲ့ button လေးကတီးဆိုအဲ့ဒီလိုလေးဖြစ်သွားတယ်ဟုတ်တယ်နော်ကဲအဲ့တော့ ဒါပဲရှိသေးတယ်ဟုတ်ပြီဒါပဲရှိသေးတယ်အဲ့တော့ဒီတစ်ခါတော့ play စနိုင်ပြီဆိုဘာဖြစ်မလို့ကြည့်ရအောင်เนาะ play စနိုင်ပြီဆိုဘာဖြစ်မလို့ကြည့်ရအောင်ဟုတ်ပြီအဲ့တော့လောဆယ် play စနိုင်လို့ရှိရင်ဒါလေးပဲရှိသေးတယ် okay เนาะအဲ့တော့โอเคအကောင့်လေးတစ်ကောင်ထည့်ရအောင် အကောင့်တစ်ကောင်ထည့်မယ်အကောင့်တစ်ကောင်ထည့်မယ်ဆိုရင်ဒီကနေပြီးတော့ ခဏလေးနော်ဘယ်လိုဖြစ်သွားရော Okay ဟုတ်ပြီဒီမှာဒီ account လေးထည့်မယ် sprite ထည့်မယ်ဒီညာဘက်မှာဒီနားလေးမှာအဲ့ဒါကို choose a sprite နေလိုက်မယ်ထောက်ဆိုင်တိုင်းပေါ့နော်ကြောင်လေးပဲထည့်တာပေါ့နော်ဒါဒီကြောင်လေးပဲအရင်ထည့်ကြည့်အောင် ကဲကြောင်လေးထက်လိုက်ပြီးကြောင်လေးထက်ပြီးလို့ရှိရင်သူရဲ့နာမည်လေးကဒီမှာ CAT cat လို့ပေးထားပြီးသား hobby cat လို့ပေးထားပြီးသားအဲ့တော့အရင်ဆုံးဘာလောက်ကြမလဲဆိုတော့ကဆရာတို့ကသူ့ကိုကြောင်လေးကိုရှောက်သွားခိုင်းမယ်ရှောက်သွားလို့ရှိရင်သူ့ဟိုသွားမယ်ဆိုဒီတိုင်းငြိမ်ပြီးသွားမျိုးတဲ့ခြေတော်လေးလှုပ်တဲ့ပုံစံလေးသွားခြင်းအဲ့တော့ cat ကို ရွေးထားမယ်เนาะရွေးထားပြီးရင်ဒီမှာ costumes ကိုနှိပ်ပါအေး costumes ကိုနှိပ်လိုက်ပါလေးဖြစ်သွားတော့ပါလေးဖြစ်သွားတော့ဟေးပါလေးဖြစ်သွားဆိုဒီမှာနှစ်ခုရှိရယ်เนาะဟာတက်လား1 2เอ้ยไอ้ดอกนี่มาตู้ยี้ท่าล่ะก็ CAD cat A เด้ A เนี่ย B เนี่ยဟုတ်ပြီ A เนี่ย B เนี่ยဆိုတော့ဇာတို့က ဒီ cat ကဒါမတ်တက်ရက်နေရပါเนาะအဲ့တော့ s t a n d i n g standing လို့ရေးလိုက်မယ် okay standing လို့ရေးလိုက်တယ်ပြီးရင်နောက်ထပ်သူ့ကိုဘာလုပ်ချင်လဲဆိုတော့ကဒုတိယတစ်ခုကိုတော့ပြေးနေပါလေကွာမင်းကပြေးနေកောင်းလေးပါကွာဆိုရအော် u n n i n g running လို့ရေးလိုက်ပြီအေးဒါပဲเนาะအဲ့တော့ဒီမှာ အပေါ်က standing အောက်က running yes ဟုတ်ပြီဒါဆိုရင်ဆရာတို့ code လေးကိုသွားရအောင် code ကိုပြန်သွားပြီ code ကိုပြန်သွားပြီဆိုလို့ရှိရင်အဲ့တော့ဆက်ဆက်ချင်း event ကိုသွားမယ် event ကိုရွေးရအောင်ရွေးပြီးရင် one green flag clicked ကဲအဲ့တော့နည်းနည်းလေးအကြီးလေးချက်ပေးမယ်အားလုံး code ရေးရတာပို့အဆင်ပြေအောင် okay နော်အဲ အဲ့တော့ဒါဆိုရင်နှိပ်လိုက်တာနဲ့နှိပ်လိုက်တာနဲ့ဘာဖြစ်မှာလဲနှိပ်လိုက်တာနဲ့ cat ကမတည့်ရက်နေတဲ့ဟာလေးပဲဖြစ်ရအောင်เนาะအဲ့တော့ဆရာတို့က looks လေးကိုတွားရအောင် အသွင်အပြင်ပေါ့ပုံစံဒီပိုင်းပြောင်းချင် looks ကိုတွားမယ်အဲ့တော့ဒီမှာ switch costume to ဒီမှာ running ဖြစ်နေရဲ့အဲ့ဒါကို standing လို့ပြောင်းပေးလိုက်မယ် မြင်နေနော်โอเค very good ဟုတ်ပြီအဲ့ဒါပြီးရင်သူ့ကိုအလဲမှာထားရအောင်အခုလောလောဆယ်ဒီမှာကြည့်အောင် x က5 y က6ဖြစ်နေတယ်အဲ့တော့ဆက်ဆက်ချင်းမှာသူ့ကို x 0 y 0ရအောင်သွားလိုက်မယ် x ဟောဒီလာဒီမှာဒီမှာအဲ့ဒါ0 0ဟုတ်ပြီအဲ့တော့နှိပ်ကြည့်အောင်အကောင်လေးနေရာလေးရွှေ့သွားလိုက်မယ် โอเคเนาะဟုတ်ပြီเนาะအဲ့ဒီတော့ဒီမှာနမူနာပေါ့เนาะနမူနာပေါ့โอเคဒီအကောင့်ဒီနားလေးမှာရောက်နေရယ်ဒီနားလေးမှာရောက်နေเนาะရောက်နေတော့သူ့ကိုဆရာတို့ကဒီမှာအစိမ်းရောင်လေး green flag ကိုနှိပ်လိုက်တင်းအာ x0 y0 ဆိုတာသူအလဲမှာရှိတယ်လို့ပြောတာဟုတ်ပြီเนาะကဲဟုတ်ပြီဗျာโอเคโอเคโอเคဟာဗီအဲ့ လှဲ့မယ်ဟိုဘက်ဒီဘက်လှဲ့ရအောင်လှဲ့တဲ့ကိစ္စဆရာတို့သွားမယ်လှဲ့တဲ့ကိစ္စသွားရအောင်လှဲ့တယ်ဆိုတော့ဘလို့လှဲ့မလို့နော်လှဲ့တယ်ဆိုတော့ဘလို့လောက်မလို့အဲ့တော့ဟုတ်ပြီနော်လှဲ့တယ်ဆိုတဲ့ကိစ္စဟာသူကဒီ game စကစားပြီးဟေးဆိုတာနဲ့ game စကစားပြီးဟေးဆိုတာနဲ့ဒီအကောင့်လေးကိုလှဲ့လို့ရရမယ်အဲ့တော့ ဆရာတို့က PLY play button မနှိပ်ဖဲနဲ့အကောင်ကြီးလျှောက်သွားနေတဲ့အဓိပ္ပာယ်မရှိဘူး။ Okay နော်။အကောင်ကြီးလျှောက်သွားနေတဲ့အဓိပ္ပာယ်မရှိဘူး။အဲ့တော့ဟုတ်ပြီ။ကြည့်လောလောဆယ်လောလောဆယ်အဲ့ဒါလေးကိုခဏထားလိုက်အောင်။ဒါတော့အကောင်ကိုရွှေ့ခိုင်းမယ်။ဟိုရွှေ့တူရွှေ့ရွှေ့ခိုင်းရအောင်။နော်ရွှေ့ခိုင်းမယ်ဟေးဆိုလို့ရှိရင်ဘယ်လိုလုပ်မလို့ကြည့်ရအောင်။နမူနာပေါ့ကွာနမူနာပြပေးမယ်အဲ့ပေါ့အဲ့တော့ဒီမှာ ဒါလေးကိုနှိပ်လိုက်မယ်အပေါ်ကိုသွားလို့ရှိရင်အပေါ်ကိုသွားလို့ရှိရင် သူ့ရဲ့တန်ဖိုးက change up arrow ဆိုလို့ရှိရင် change အပေါ်အောက်ဆိုရင် y เนาะမှတ်မိမယ်เนาะ sorry change y by uh maybe 5ပေါ့ Okay အဲ့တော့ဆရာကအခုဒီမှာနှိပ်လိုက်မယ် keyboard ကနေပြ up arrow လေးနှိပ်လိုက်လို့ရှိရင်ဟိုကောင်ပေါ်တက်သွားတယ်ဖလေးလည်းမနှိပ်ဖက်နဲ့ဒီကောင်ကြီးကသွားနေအတိတ်ပဲမရှိဘူးဟုတ်တယ်เนาะ အေးအကယ်၍ down နဲ့လို့ဆိုလို့ရှိရင် down နဲ့လို့ဆိုတော့ y ကအောက်ကိုဆင်းသွားမယ်ဆိုတော့ -5 okay နော်ဒါရှေ့တင်ငန်းဆိုင်မှာပါထားပြီးသားနော်အဲ့တော့ minus ကိုနှိပ်လိုက်တာအောက်သွားပြီ okay ဟုတ်ပြီနော်ဒီလိုပုံစံနေသွားမှာပေါ့ကွာကဲဟုတ်ပြီအဲ့တော့ပြောချင်တာဒီ PL play play ကိုမနှိပ်ဖဲနဲ့အကောင်ကြီး cat ကြီးကရှောက်သွားနေတယ်အဓိပ္ပာယ်ရှိလားဟေးမရှိဘူးနော်ကဲအဲ့တော့မရှိတော့ game ကို နော် game စရဲဆိုတာသိအောင်တို့ကလောက်ကြရအောင် game စရဲဆိုတာသိအောင်ဘယ်လိုလုပ်မလဲဆိုတော့ကဒီ play ကိုနှိပ်ရင်ဟာဒီနော်အကြဆရာတို့ကဘယ်မှာသွားရေးမှာလဲ play ကိုသွားရေးမယ်เนาะအဲ့တော့ play ကိုရေးနှိပ်ပေးပါရွေးပေးထားပါ PLN play ကိုရွေးပေးထားပါရွေးပေးထားပြီးရင်ဘာလုပ်ရမလဲဆိုတော့က events ကိုသွား one this sprite when this sprite clicked အခုဒီ PLY play ကိုနှိပ်တဲ့အချိန်မှာလို့ပြောတာဟုတ်ပြီနှိပ်လိုက်လို့ရှိရင်ဆရာတို့ကဒီမှာ backdrops ကိုကြည့်ရအောင်ဒီမှာเนาะဒီဘက်မှာเนาะ backdrops ယူတခြားလိုက်ကြည့်เนาะဒီဘက်က backdrops ကိုနှိပ်မယ် backdrops ကဆရာတို့ကဒီမှာ main menu ရှိတယ်ပြီးရင် game menu ရှိတယ် okay เนาะအဲ့တော့ဆရာတို့ကဒီဘက် play ကိုပြန်သွား play ကိုပြန်သွား play ရဲ့ code ကိုသွားပြီးရင်သူ့ကို looks ကိုတော့အာ switch backdrop to game menu လို့ပြောလိုက်။ကဲအဲ့တော့စမ်းကြည့်အောင်နှိပ်လိုက်တယ်။အာနှိပ်လိုက်တာနဲ့ game စကစားနေပြီ timer စပေါ်မယ် score တွေစပေါ်မယ်။ဒါလေးအခုဆရာတို့ရေးလိုက်တဲ့ဟာလေးကဒါလေးပါ။ကဲအဲ့တော့ဒါလေးကိုဖြုတ်ကြည့်လိုက်မယ်။ဖြုတ်လိုက်မယ်နော်။ကဲဖြုတ်လိုက်ရင် play ကိုနှိပ်တယ်။ဘာပေါ်တော့ဘာမှမပေါ်ဘူး။ โอเคเนาะอะจ้ะดาลิ่နှိပ်လိုက်တယ်ဒီလိုလုံးမှာအာ yes ဟာဟာဟာโอเคเนาะဟုတ်ပြီကဲဒီမှာကြည့်အောင်ဖလေးကိုနှိပ်လိုက်တယ်ဒါကြီးပေါ်နေ PL level ဖလေးကြီးကိုထပ်ခါတည်းနှိပ်လို့ရနေအဓိပ္ပာယ်မရှိဘူးအဲ့တော့ဆရာတို့ကဘာလုပ်မလဲဆိုတော့ဖလေးကိုဘာလုပ်ရမလို့ height လုပ်လိုက်အောင်ကွာကဲကြည့်အောင်ဖလေးကိုနှိပ်လိုက်မယ်အေးဒါပဲပေါ့ဒါပဲပေါ့โอเคเนาะ ဒါဆိုသဘောပေါက်မယ်နော်โอเคဒါသူ့ရဲ့ code တစ်ခုချင်းဆရာရှင်းပြတာပါဒီ height မပါဘူးဆိုပြီးဘာဖြစ်နေမှာတော့နှိပ်ကြည့်ပါအောင် play ကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်နှိပ်ပြီးပြမယ် play ကြီးကထပ်ပေါ်နေစေရဘာမှအတိတ်ပြန်ဖြစ်ဒါ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 ထပ်နှိပ်အတိတ်ပြန်မရှိဘူးနော်အဲ့ဒါကြောင့် height လေးကိုရွေးထား play ah that's it ဒါပေမဲ့ဒီ PLY play ဆိုတဲ့ theme play ကို ဒီ game ကစားတဲ့လူကနှိပ်လိုက်တယ်ဆိုတာကိုဒီဘက် CAT cat ကဘယ်လိုသိမလဲသိအောင်သူ့ကိုဆရာတို့ဘာလုပ်ကြမလဲဆရာတို့ message ပို့မယ်လူတစ်ယောက်နဲ့တစ်ယောက်တော့ message ပို့တယ်ဟုတ်တယ်လေလူတစ်ယောက်တစ်ယောက်စကားပြောချင်တယ် message ပို့တယ်ဖုန်းပြောတယ်အဲ့သဘောမျိုးပဲဒီမှာတော့ message မဟုတ်ဘူး broadcast လို့ခေါ်တယ် B R O A D C A S T broadcast အဲ့တော့ broadcast ကဘယ်နာမှာရှိလဲဆိုတော့ဒီမှာ broadcast အဲ့ BRAD broad ဆိုတာအကျယ်ပြန့်တာ CST cast ကတော့ဟိုအဝေးကြီးကိုရောက်အောင်ပေါ့ကွာအကျယ်အကျယ်ပြန့်ပြန့်ရင်ဟိုအဝေးကြီးကိုရောက်သွားပို့လိုက်တာတခုခုပို့လိုက်တာဒါ broadcast okay now အဲ့တော့ broadcast broadcast ပေါ့နော်အဲ့တော့ဒီမှာ message 1ကိုနှိပ်လိုက်ပါ new message ကိုယူပြီးတော့ game ကတော့စပြီဟဲ့ game game s t a r t start game start ha 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 da 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 da, da. โอเคအဲ့တော့ဒီအဆင့်ထိရပြီဒါ game start ရသွားပြီโอเคဒီအဆင့်ထိရပြီဆိုရင်ထုံးစံတိုင်းညီတို့ကဘာလုပ်မလဲ save to your computer ကိုသွားအဲ့အဲ့တော့ save လိုက်ပါအောင်ဗျာ save လိုက်ပါအောင်ဗျာဟုတ်ပါပြီ save ပြီးသွားပြီဆိုရင်ဒီဘက်က code လေးတွေတော်တော်ကြီးပြီးသလားရှိသွားပြီပေါ့ Okay ပြီးသလားရှိသွားပြီဆိုရင် တို့ဘယ်ဘက်ကိုသွားမလဲဆိုတော့ cat ကိုသွားပေးပါ cat ကိုသွားပေးမယ်အဲ့တော့ one night receive game start အဲဆိုလိုချင်တာက play ကိုနှိပ်လိုက်တယ် game start ဖြစ်တယ်ဟေးဆိုရင်ဘာလုပ်မလဲဒါဆိုရင်ဘာလုပ်မလဲတို့ကြောင်လေးကိုအပေါ်အောက်ရွှေ့လို့ရပြီရွှေ့ကြရအောင်ရွှေ့မယ်ဆိုဘယ်ထဲကိုထည့်အောင်မလဲဆိုတော့ဒီထဲကိုထည့်ရအောင် verb ကိုထည့်ရအောင် forever ကိုထပ်ပြီးလို့ရှိရင် now if then ကိုရွေးရအောင် if then ကိုရွေးမယ်ရွေးပြီးရင် operator stack ကိုသွားမယ်အဲဒီအားလေးကိုရွေးလိုက်ရွေးပြီးရင် now okay ခဏလေးနော်ဆရာတို့တခုလေးကြံအောင်မယ် game start ဖြစ်တဲ့အကြောင်း game start ဖြစ်တဲ့အကြောင်းနဲ့ခဏလေး oops okay hobby hobby game start ဖြစ်ပြီ operator တွေကိုသွားမယ်ခဏလေးနော်ပဲရကုန်တော့အာ okay အဲ့တော့ဒီဟာမလုံးနဲ့အောင်ဒီဟာလေးပြန်သွားရအောင်ဆော sensing နဲ့မှာ um key อืม key app ဖဲတို့ app ဖဲတို့ကိုနှိပ်တဲ့ဟေးဆိုလို့ရှိရင်ဘာလုပ်မလဲ app ဖဲတို့ကိုနှိပ်လို့ရှိရင်တို့ဘာလုပ်ရမှာတော့အပေါ်ကိုသွားမယ်နော်အပေါ်ကိုသွားမယ်ကဲဟုတ်ပြီအဲ့တော့ app ဖဲတို့ကိုနှိပ်လို့ရှိရင်အပေါ်ကိုသွားမယ်တဲ့ဆရာမမြင်ရအောင်ဆရာကမမြင်ရတော့ဘူးอืม change wine go 5 lo yee okay ပြီးရင်ဒီဟာလေးကိုတရားလေး duplicate လုပ်ဒီကနေเนาะဒါလေးဒီဟာเนาะဒါကို duplicate လုပ်မယ် duplicate လုပ်လိုက်ပြီးဒီအောက်ကိုသွားထားလိုက်ဟုတ်ပြီးအဲ့ဒါပြီးရင်ဒါဘာလုပ်မလဲ app ဖဲတို့ကိုဘာလုပ်မလဲ down arrow ကိုပြအောင် down arrow နှိပ်လို့ရှိရင်ဒီကောင်ကအောက်ဆင်းရမယ်အဲ့တော့သူ minus 5လို့ရေး okay ရေးလိုက်ရေးပြီးရင်တို့နှိပ်ကြည့်အောင် play ကိုနှိပ် ကောင်လေးကိုအပေါ်အောက်ပြောင်းကြည့်အမ်အပေါ်အောက်ပြောင်းလို့ရပြီဘေးရှိအပေါ်အောက်ပြောင်းလို့ရသွားပြီဟုတ်ပြီအပေါ်အောက်ပြောင်းလို့ရသွားပြီ very good ဟုတ်ပြီဗျာကဲအဲ့ဒါဆိုရင်နောက်တစ်ခါဘေးဘယ်ဘက်နဲ့ညာဘက်ကိုသွားလိုက်ပါအောင်အဲ့တော့ဒီခါ duplicate လုပ်မယ်ဘယ်ညာသွားရအောင်ဒီတစ်ခါဘယ်ဘက်ကိုသွားရအောင်ဘယ်ဆိုတော့ left arrow ကိုနှိပ်လို့ရှိရင် change y မဟုတ်တော့ပါဖြစ်မှာတော့ change x ပဲဆိုတော့ -5 ဟုတ်ပြီညာညာဘက်ကိုသွားရအောင်ပြီးရင်ပြီးညာဘက်ကိုသွားပေးပါ left ထဲလို့မဟုတ်တော့ဘူး right ထဲလို့ပြောင်းပြီးရင်သူတော့5လို့ယူလိုက်ကဲအဲ့တော့ပြန်နှိပ်ကြည့်ရအောင် play ကိုနှိပ်မယ်အပေါ်အောက်သွားတယ်ဘဲညာသွားတယ်ဟာ โอเคပဲညာသွားတယ်ဟုတ်ပြီဒါပေမဲ့ပဲညာသွားပြီမြဲ तू อ่ะလေဒီကောင်ကြီးอ่ะနေရာကြီးอ่ะဘယ်လိုကြီးတော့နော်နေရာကြီးอ่ะဘယ်လိုကြီးတော့မျက်နာနောက်ပြန်စုပ်နေသလိုဖြစ်နေเนาะအဲ့တော့ဒီကောင်လှဲ့ရဟုတ်တယ်เนาะအဲ့တော့နည်းနည်းလေးလှဲ့ရလဲရဆို point in direction ကိုသွားဘယ်ဘက်ကိုသွားမဟေးဆိုလို့ရှိရင်သွားဘယ်ကိုလှဲ့မယ်ဆိုဩော်ဒီဘက်ကိုလှဲ့လိုက်โอเค ဲ့တော့ကြည်ကြည်အောင်ဖလေးနှိပ်မယ်ဘယ်ကိုလှည့်လိုက်အဲဟာဘလို့ဖြစ်ကုန်တော့ဟောတော့ဘယ်ကိုလှည့်တော့ဒီလိုဖြစ်ကုန်တော့ဟာဟာဘလို့ရတော့ဟာဘာတွေတော့ဘာကြောင့်တော့ဘာကြောင့်တော့ဆိုတော့ကအဲ့ဒါလေးကအင်မတန်ကောင်းတယ်နော်ဒါလေးကအင်မတန်ကောင်းတယ်ဒါတို့သမီးတို့ရေးကြည့်ရအောင်အဲ့တော့ဒီနားလေးမှာအပေါ်အောက်မှာ switch costume to the standing you know x y no သွားတယ်အတားလေးမှာဘာလုပ်မလဲဆိုတော့ဒါလေးနော်ဒီမှာကြည့်လိုက် set rotation style ကို left right ရေးထားလိုက်ဒါဆိုရင်တို့ပြန်ပြီးတော့နှိပ်ကြည့်လိုက်ဘယ်ဘက်ကိုသွားညာဘက်ကိုသွားဟာโอเคเนาะ အပေါ်အောက်သွားတယ်ကိုကတော့ဘယ်ဘက်ကြည့်ပဲဖြစ်နေရဘာဖြစ်လို့တော့ရှင်းပါတယ်ဒီအောက်မှာ right arrow တို့အတွက် point in direction မရှိသေးလို့ပေါ့အဲ့တော့ point in direction ကိုဆရာဒီကနေ duplicate လုပ်တယ်ပြီးရင်ထုံးစံတိုင်းညာဘက်ကိုဆော်ဒီဘက်ကိုလှည့်လိုက်တရတဲ့ကဲပြန်နေကြည့်မယ်နော်နေကြည့်မယ် play နေပြီးအပေါ်အောက်ဘယ် ညာအဲဘယ်ဘက်ကိုသွားလဲညာဘက်ကိုသွားလဲသူလှည့်သွားပြီ yes that's it okay နော်ကဲအခုဒီစင်တီရသွားပါပြီခင်ဗျာအဲ့တော့ထုံးစံအတိုင်းကျွန်တော်တို့ဒါလေးကို save လုပ်ကြရအောင်ပါခင်ဗျာ project တစ်ခုရေးတယ် code တွေရေးတယ်ဟေးဆိုလို့ရှိရင် save လုပ်ပေးပါ save save okay အဲ့တော့အခု ော်တော်များသွားပြီเนาะခုတ်ထရီတော်တော်များအဲ့ခုတ်ထရီများသွားရင်ဆိုဒီမှာ hover device ဒီလိုညှိအောင်ညှိမနေနဲ့ဘယ်လိုညှိမလဲ right click နှိပ်လိုက်ဒီထဲမှာ right click နှိပ်လိုက်ပြီးရင် clean up blocks လို့ရေးလိုက်ဒင်းဒီမှာလည်းအဲ့လိုပဲသူ clean up blocks လို့ရေးလိုက်ဒင်းဒုံဒုံဒုံအဲ့ဒီလိုဖြစ်သွားပြီကဲ clean up လုပ်ထားလေး save လိုက်ပါဦးမယ် save 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 ကဲဒါတော့ part 3ပါခင်ဗျာဒါတို့တမီတို့ရေး ေချာလေးလေ့ကျင့်ပါနော်ဒီ code တွေကိုအစအဆုံးနားလည်အောင်သေချာပြန်လေ့ကျင့်ပြီးကိုပိုင်းအစအနေစကြည့်ပါကျွမ်းသွားပါလိမ့်မယ်โอเคနော်နောက်ထပ်သင်ခန်းစာမှာပြန်လဲဆုံတွေ့ကြတာပေါ့ bye bye see you